ဒီပိစိကဘုရားဖြစ်ဖို့ဆိုတာဘယ်လိုပါရမီတွေဖြည့်ခဲ့ဘယ်လိုတွေလောက်ခဲ့ရတယ်လဲလို့ဆိုတာဒါကတည်တင်တည်လိုက်တဲ့အချက်တွေပေါ့เนาะမှန်ပါဗျာသို့သောပိစိကဘုရားအလောင်းပါရမီဖြည့်တယ်ဆိုတဲ့ဇလန်းတွေကတော့တဲပြီးတော့မရှိဘူးတဲပြီးတော့မရှိဘူးမရှိသည့်အတွက်ကြောင့်သူတို့ဘယ်လိုဒီဘောရိတ္တဘုရားအလောင်းပါရမီဖြည့်တယ်လို့ 950ဇတ်တိလူသူတို့ရဲ့အတိတ်ဘဝဇာတ်လမ်းတွေမြန်မြန်ဆဆမှတ်တမ်းတင်ထားတာမရှိသည့်အတွက်ကြောင့်သိနိုင်ခွင့်မရှိဘူးသို့တော့သူတို့လည်းပါရမီဖြည့်ရတယ်ဘလောက်ပါရမီဖြည့်ရတုံးဆိုနှစ်အသင်ခြေနဲ့ကဘာတသိန်းနဲ့ဖျားဖြစ်ဖို့ရာကအ ਨੇ ဆုံး၄အသင်ခြေနဲ့ကဘာတသိန်းနဲ့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒီထဲမှာတရာရိကဖျားဆိုလို့ရှိရင်၈အသင်ခြေနဲ့ကဘာတသိန်း ဝိရိယအဓိကကျတော့16သင်္ချေနဲ့ကဘာတသိန်းလို့ဒီလိုပါရမီဖြစ်ရတာတွေရှိသေးတယ်ပေါ့ဖျားဖြစ်ဖို့ကျတော့၄သင်္ချေနဲ့ကဘာတသိန်းရှိတယ်၈သင်္ချေနဲ့ကဘာတသိန်းရှိတယ်16သင်္ချေနဲ့ကဘာတသိန်းရှိတယ်လို့သူတို့ရဲ့တတ္ထာစွမ်းအာပညာစွမ်းအာဝိရိယစွမ်းအာတွေအလိုက်နှစ်အတိုင်းတာလို့ကွဲပြားခြားနားမှုရှိတယ်ဒါတော့ဖိစိကဗုဒ္ဓတွေကျတော့အဲ့လိုကွဲပြားခြားနားမှု မရှိဘူးဖိစိကဗုဒ္ဓဖြစ်ဖို့ရာကျတော့ နှစ်အသင်္ချေနဲ့ကဘာတသိမ့်ပါရမီဖြစ်ရတယ်။ရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့လိုအက္ခတဝကဖြစ်ဖို့ကြတော့တစ်အသင်္ချေနဲ့ကဘာတသိမ့်လို့သူတို့ဆိုတယ်။ကျန်တဲ့မဟာတဝကတွေကတော့ကဘာတသိမ့်လောက်ပဲပါရမီဖြစ်ရတယ်။ပဂတိတဝကတွေကတော့အဲကုသကောင်းမှုလုပ်ပြီးတော့အခြေခံကြသွားရင်အခုဘဝဖြစ်နောက်ဘဝကြွချင်းကြွမှာပဲဒါတော့နော်သိပြီးတော့ရေရှည်လုံးเสียမလို့ဘောအဲ့တော့ ီထူးချွန်ထက်မြက်တဲ့ပုံကုမျိုးမဟုတ်ဘူးတာမန်ပုံကုဆိုလို့ရှိရင်လွယ်တယ်လေနည်းနည်းထူးချွန်ထက်မြက်တဲ့ပုံကုမျိုး ဖြစ်ဖို့ကြတော့အချိန်ယူရမှာပေါ့ဒါတော့ဟုတ်တာပဲပစ္စည်းကောင်းထုတ်ဖို့ဆိုအချိန်ယူရတယ်လေအဲ့တော့အဲ့တော့ဘိသိကဗုဒ္ဓရှင်မြတ်တွေဟာနှစ်သင်္ချေနဲ့ကမ္ဘာတသိန်းပါရမီ ဖြည့်ပြီးမှပစ္စည်းကဗောဓိဉာဏ်ကိုရကြတာတဲ့ဒါပြင်ဘယ်လိုခေတ်ခါမျိုးမှာပစ္စည်းကဗုဒ္ဓပွင့်နာတော့လို့ဆိုတော့ သူကဖျားမပွင့်တဲ့ကဘာမျိုးမှလည်းမပွင့်ဘူး။တုံညကဘာလို့ခေါ်တာပေါ့။အဲ့လိုဟာမျိုးမဟုတ်ဘဲနဲ့ဖျားပွင့်တဲ့ကဘာမျိုးမှဖျားမပွင့်ခင်ပွင့်တယ်။ဖျားတဆူနဲ့တဆူချားမှာပွင့်ကြတယ်ပေါ့နော်။ဖျားမပွင့်တဲ့အချိန်မှာပွင့်ကြ။ကောရမမြတ်စွာဘုရားနဲ့ဖျားလောင်းလေးမွေးလာသည်ထီအောင်နောက်ဆုံးပြည့်စေကဘုရားတဆူဟာကြံ့ရင်သေးတယ်။ ဖះလောင်လေးမွေးဖွားလာတာကိုသတင်းကိုသူသိသွားတယ်။အဲ့ဒီပိဿကဗုဒ္ဓရဲ့ဖွဲ့တော်ကမာတင်ကပိဿကဗုဒ္ဓတဲ့။ဒီပိဿကဗုဒ္ဓကဖះလောင်လေးဖွားလာပြီဆိုတာကိုသူသတင်းကြားသွားတယ်။ကြားသွားပြီးတော့သူပြိဋိဘံဆန်းသွားတယ်။အဲ့ဒါနောက်ဆုံးပိဿကဗုဒ္ဓဆိုအဲ့တော့ဖះပွင့်တဲ့ကဘာမှာသူတို့ပွင့်ကြတယ်လို့ဒီလိုဆိုတာပေါ့။သို့တော့ဖះနဲ့ပြိုင်ပြီးတော့ဖះရောပိဿကဗုဒ္ဓရောဒီလိုဆုံတွေ့တာမျိုးတော့မရှိဘူး။ မရှိဘူးဒါလေးကဟိုမှတ်သားစရာဘာဖြစ်လို့မတွေ့တာရောလို့မေးစရာလဲရှိကောင်းရှိနိုင်တယ်ပေါ့ तू ကတပြည့်မဟုတ်ဘူး तू ကိုယ်တိုင်သစ္စာလေးပါးကိုထိုးရင်းရည်တည်တာကိုယ်ပိုင်ဉာဏ်နဲ့တည်တာမဟုတ် तू ကိုပစ္စေကကိုယ်ပိုင်ဉာဏ်နဲ့တည်တာလည်းပဲအတီးအီးတူးနဲ့တူဆက်သွယ်မှုမရှိဘူး तू ကနော်ပစ္စေကဆိုတာအတီးအီးကိုယ်အာယုန်နဲ့ကိုယ်ကိုယ်လမ်းနဲ့ကိုယ်ရှောက်ပြီးတော့ဖျားဖြစ်ကြတာ ဘုဇီယမနိခန္ဓာမဟုတ်ဘူးဒါမို့လို့ပြိစိကဗုဒ္ဓဟာတပြိုင်နဲ့900လဲပွင့်နိုင်တယ်အထီးတယ်လဲပို့ပြီးတော့ပွင့်နိုင်တယ်ပေါ့တမန်တမောရဖရားကြတော့တဆူပဲပွင့်လို့ရနှစ်ဆူပွင့်လို့မရတဆူဆိုတဲ့အချိန်မှာဘယ်အချိန်ထိအောင်သွားတာတုံးဆိုတတ်တော်လေးတဆူရှိနေသေးရင်ကိုနောက်ဖရားမပွင့်ရသေးဘူးသူကဆိုတော့ဂေါရမမြတ်စွာဘုရားရဲ့ဓာတ်တော်တွေရှိနေသေးရင်အရိပတိယဖရားမပွင့်ဘူး ဒါကြောင့်မို့လို့နောက်ဆုံးကြတော့ဓာတုအန္တရဒါနဒီဘုရားသာသနာကွယ်သွားပြီးတော့ဘာသာသာသနာနဲ့ပတ်သက်ပြီးယုံသင်လေးစားမဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဖះဆိုတာကိုသိတဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဆိုတဲ့အချိန်မှာဒီတတ်တော်တွေဟာစာအစွေရဆိုလို့ရှိရင်တော့ရှိသမျှဓာတ်တော်တွေဘယ်နေရာမှာပဲရှိရှိရှိသမျှဓာတ်တော်တွေဟာဒီဟိုကျောင်းကမဟာစေတီတဲ့ရောက်သွားမယ်လို့ပြောတာသူကသူပြောင်းသွားကြတာเนาะ အဲ့ဒီကမှရှိသမျှဓာတ်တော်တွေဟာခုဗုဒ္ဓဂယာမဟာဗောဓိပင်နေရာကိုကြွသွားကြပြီးတော့ဖះရရဲ့အသွင်တံပုံတံတံဖန်ဆင်းပြီးတော့တကိုးတွေဘာတွေပြပြီးတော့မှဒေဇောထလောင်ပြီးဓာတ်တော်လေးဟာတဆူးမှမကြံအောင်အကုန်လုံးပျောက်ကွယ်သွားမှာလေဒါဓာတုအန္တရာဌာနဆိုတာရှိတယ်ပေါ့ဒါမှမဟုတ်ဖះရတဆူရဲ့ဓာတ်တော်ဟာနောက်ဖះရတဆူလက်ထက်ထီအောင်မရှိနိုင်ဘူး ရှိနေသေးရင်နောက်ဘုရားမပွင့်နေဘူးဒီလိုဆိုလိုတယ်သူကအားလုံးလက်စတုံးသွားတော့ပစ္စေကဘုရားကျတော့အဲ့ဒီလိုပုံစံမျိုးမဟုတ်ဘူးဒါမတူတာလေးတွေကိုသိဖို့ပေါ့နော်မတူတာလေးတွေကိုသိထားအဲ့တော့ပစ္စေကဘုရားဆိုတာဘုရားတယ်တော့တဆင့်နေတယ်တဆင့်နေတယ်ဆိုတာအကြီးချင်းအပြင်တဆင့်နေသွားတယ်ဒါက ရှင်သာရိပုတ္တရာတို့ရှင်မောဂ္ဂလံတို့လို့အကတဝကရတဲ့တသိမြင့်နေသူကအဲ့ဒီဈာမပညာဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုပြောရမှာအဲ့တော့ပိစိကလို့ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဘုရားဆိုတာတော့သစ္စာလေးပါးကိုတည်သူပိစိကဆိုတာအတီးတီးကိုပိုင်နီးနဲ့သစ္စာတရားကိုတည်သွားတဲ့ဘုရားလို့ဒီလိုပြောတာเนาะ ဲ့တော့တမတမုဒ္ဒါကိုဖရာကြီးလို့ခေါ်ရင်သူ့ကိုဖရာငယ်လို့ခေါ်ကြတာပေါ့ဒါကတော့အကြီးငယ်ဆူလာဗုဒ္ဓမဟာဗုဒ္ဓလို့စာထဲမှာတော့ဒီလိုမသုံးသို့တော့ပမာရိယသုံးတယ်ဖရာကြီးဖရာငယ်နော်ဖရာကြီးဖရာငယ်လို့သုံးတယ်ပမာစာပေမှာတော့အဲ့တော့ငယ်တယ်ဆိုတာဂုံအားဖြင့်ငယ်တဲ့သဘောကိုပြောတာနော် တမသမုဒ္ဒဖရာမှာရှိတဲ့အကြီးချင်းမျိုးသဗ္ဗညုတဉာဏ်တို့လိုဟာမျိုးဣန္ဒရိယပရောပရိယတိတို့အာတယာနုတရားတို့လို့ဆိုတရားဟောပြောတဲ့နေရာမှာအသုံးဝင်တဲ့ဉာဏ်မျိုးတွေဒီပိစိကဗုဒ္ဓမှာမရှိဘူးသို့တော့ကိုယ်ပိုင်ဉာဏ်နဲ့အတီးအတီးပိစိကဆိုတာအတီးအတီးပတ္တိကုလာအတီးအတီးသစ္စာတရားကိုသိပြီးတော့ကိုယ်ပိုင်ဉာဏ်နဲ့သစ္စာတရားကိုသိပြီးတော့ ိဿကဗုဒ္ဓဖြစ်ကြတာအရတ္တမေအရတ္တဖို့ကိုရကြတာပေါ့ရှင်သာရိပုတ္တရာတို့ရဲ့အရတ္တမေအရတ္တဖို့နဲ့စွန့်ရည်ထက်တယ်ပေါ့ဝိဇ္ဇာ၃ပါးအဲအဘိညာဉ်၆ပါးပဋိသင်္မိဒါညာ၄ပါးဆိုတာတွေတော့ပါတာပေါ့သူလည်းထူးခြားထက်မြက်တဲ့အရည်ချင်းတွေရှိတယ်ထူးခြားထက်မြက်တဲ့အရည်ချင်းတွေရှိတယ်အဲ့လိုဘိသိကဗုဒ္ဓတွေဟာကိုယ်ပိုင်ဉာဏ်နဲ့ထိုးရင်းသိလို့ particular ဗုဒ္ဓတိသံဖရာတွေလို့ဒီလိုပြောအောင်သို့သောပိစိကဗုဒ္ဓကိုနိုင်ငံခြားစာအုပ်တွေမှာဘာသာပြန်တဲ့အခါမှာ silent ဗုဒ္ဓလို့ဘာသာပြန်ရတယ် silent ဆိုတဲ့အဓိပ္ပာယ်ကစကားမပြောဘူးတိတ်တိတ်နေတယ်လို့ဒီအဓိပ္ပာယ်ကတော့မမှန်ဘူးပိစိကဗုဒ္ဓတွေစကားပြောပါတယ်ခုသူတို့ဟောတော်တဲ့တရားတွေလည်းရှိတယ်တရားမဟောဘူးဆိုတာမဟုတ်ဘူး မဟောဘူးဆိုတာဘယ်လိုဟာကိုမဟောတာတော့ဆိုအထကရာမှာရှင်းထားတာရှိတယ်ပိစိကဗုဒ္ဓတွေဟာကိုယ်ပိုင်ညာနဲ့ထိုးရင်းပြီးတော့တရားဓမ္မကိုသိတာမှန်တယ်သို့တော့ကိုသိတဲ့တရားကိုဒီတစ်ဖက်သားကိုလိုသိသွားအောင်ပြောနိုင်စွာမရှိဘူးလို့တွေ့လို့ဆိုလိုတယ်နော်မဟောတာတော့မဟုတ် သို့သောတက္ကရာမှာရေးထားတာဘာလို့ဆိုရင်စကားမပြောတတ်တဲ့အနေတဲ့လူတယောက်ဟာအိမ်မက်မဲ့ရင်သူ့အိမ်မက်အကြောင်းကိုသူဘယ်လိုလုပ်ပြန်ပြောပြအဲနဲ့လောက်အောင်မှာပေါ့အဲအခုကိတော့စကားပြောတဲ့နေ့တွေရှိတယ်လေလက်ကလေးတွေကိုချိုးတီချိုးပြပြီးတော့အဲ့တော့ပိစိကဗုဒ္ဓကသူသိတဲ့တရားကိုပြန်ပြီးတော့ဟောဖို့ဆိုတာတခြားပုဂ္ဂိုလ်တွေဟောဖို့ဆိုတာ ူမှာအဲ့ဒီဆိုင်တတိတော်မရှိဘူးလို့ဒီလိုဆိုတယ်။နောက်ဥပမာတစ်ခုပေးထားတာတော့တောထဲမှာအမြဲနေတဲ့မုတ်ဆိုးတယောက်ဟာမြို့တက်ပြီးတော့ဖာလူဒါတောက်ပေါ့။အဲ့တောရောက်တဲ့အခါဖာလူဒါဘလောက်ကောင်းတယ်ဆိုတော့သူပြန်ပြပြောတတ်ဖူတဲ့။ရှိမှမရှိတာ။ဟုတ်လား။စာထဲမှာတော့ဖာလူဒါလို့မပါဘူးနားလဲအောင်လို့ပြောပြ။ ရုပ်ဘောကစားလာတဲ့အစာအာဟာရရဲ့အရသာကိုတောရောက်တဲ့အခါသူ ပြန်မပြောတတ်ဘူးတဲ့တောမှာစကလုံးမရှိဘူးပေါ့လေအဲ့ဒါပြောဖို့အဲ့ဒီအဓိပ္ပာယ်မျိုးလို့ဆိုတာပဲအဲ့ဒါကိုကြည့်ပြီး silent ဗုဒ္ဓလို့ဘာသာပြန်တာတော့ဒါမဟုတ်ဘူး950တဲမှာပိဿကဗုဒ္ဓကတရားဟောတော်တာရှိတယ်အရိန္ဒမမင်းဆိုတာဘုရားလောင်းအဲ့တော့ဘုရားလောင်းနဲ့ပိဿကဗုဒ္ဓအဲ့တော့တကယ်ချင်းဖြစ်ကြတယ်တကယ်ချင်းဖြစ်တော့ အဲ့တော့ပိဿကဘုရားဖြစ်တာကပရောဟိတ်ပုံနာဖះလောင်းကဘယင်းအဲ့ဒီမှာသူ့တန်ငယ်ချင်းကိုသူ့လိုတောထွက်ပြီးတော့တရားတို့တရားမြတ်ရားစေခြင်းအဲ့ဒီအချိန်မှာဟိုကထိနှန်းစည်းစိမ်မစွန့်နိုင်ကံကုန်အာယုန်ညာမစွန့်နိုင်သူကမစွန့်နိုင်တော့ဘာနဲ့ဥပမာပေးပြီးဟောသွားတော့ဆိုကြီးမိုက်ကြီးတကောင်အကြောင်းဥပမာပေးပြီးဟောသွားတာ မင်းဒီနန်းဒီနန်းစီစိန်တွေကိုဒီတိုင်းသာဆက်လက်ပြီးတော့နေမယ်ဆိုလို့ရှိရင်ကြီးမိုက်ကြီးလို့ဒုက္ခရောက်လိမ့်မယ်လို့ပြောသွားတာဒီလိုတော့ဟောနိုင်တယ်သူဟောတယ်ဆိုတာတွေ့နော်ဥပမာပေးတာလေကြီးကန်းတကောင်ကတဲ့ခင်းကမြစ်ကြောမှာမျောလာတယ်အိန္ဒိယနိုင်ငံစတိုရီဆိုခင်းကပေါ့ဒီကတော့အေယာဝတီနဲ့ပြောအောင်ပေါ့နော်ခင်းကမြစ်ကြောမှာစင်းလေးကောင်ကြီးမျောလာ ညောလာတဲ့အခါကြီးတစ်ကောင်ကအဲ့ဒါမြင်တော့စနေကောင်ပေါ်ပြန်ချလိုက်တယ်။ပြန်ချပြီးတော့သူဘလို့တွေးဝင်လာတော့ဟာတသက်တာတော့ဖူးလုံပြီ။မှမစားစရာလည်းရှိတယ်။နေစရာလည်းအကျယ်ကြီးပဲဒီပေါ်မှာနားပြီးတော့အေးအေးဆေးဆေးပဲဘယ်မှသွားစရာမလိုတော့ဘူး။စားရင်ဆင်ကြီးကိုဖောက်စားမယ်။နော်စနေကောင်ကြီးကိုဖောက်စားမယ်။ရေရေငတ်လို့ရှိရင်ညည်းရေတောက်လိုက် ဟန်ကြတယ်ဆိုပြီးတော့တအားအားနဲ့အဲ့ဒီမှာသူသဘောကျပြီကန်းကိုမပြန်တော့ဘူးအဲ့ပုံမှာပဲနားနားနေနေနဲ့စင်သားလေးစားလိုက်ရေလေးတောက်လိုက်နားနေလိုက်နဲ့သွားတာတဖြည်းဖြည်းခင်းကမြည်ရေစည်းတန်တော့မျောသွားလိုက်တာစင်သေးကောင်ကြီးကပဲရောက်သွားတော့ဆိုပင်လေတဲ့ရောက်သွားအဲ့ဒီပင်လေတဲ့ရောက်တာကိုလေသူကမမှုဘူးလိုက်သွားဟိုးကမ်းမမြင်လမ်းမမြင် နေရာရောက်သွားတဲ့အခါဆင်းလေးကြီးကလည်းရက်ချာလာတော့ပုတ်လိုင်းနေကပုတ်တော့ဆင်းလေးကအကောင်ကပြက်ပြက်လာဖောင်ပြက်ပြီပေါ့အဲ့ကြတော့အဲ့ကြတော့မှသူပြန်တဲ့အခါကျတော့ကန်းလက်ရှာမတွေ့တော့ကန်းနဲ့ကဝေးကျင်နေဝေးသွားတဲ့အခါကျတော့ကမ်းမမြင်လမ်းမမြင်ဟိုပြန်ဒီပြန်တဲ့ပင်လေတဲ့ပဲကြပြီးသေသွားတယ်တဲ့အဲ့ဒီဥပမာတိုင်းပဲတဲ့ဒီကာမဂုဏ်အာယုန်ကျော်တွေထဲမှာ မမောနေမယ်ဆိုရင်ဒီနေ့မှကြီးမိုက်ကြီးလူဒုက္ခရောက်လိမ့်မယ်လို့ဟောသွားတာအဲ့ဒါပြိစိခါဘုရားဟောတဲ့တရားပဲအဲ့တော့အဲ့လိုတန်ဝေကဖြစ်အောင်တော့ဟောနိုင်တယ်သို့တော့ဝိပဿနာကျင့်စဉ်ဆိုတာဘယ်လိုကျင့်ရလဲကျင့်ရင်မက်ကိုဘယ်လိုမက်ဘယ်လိုဖြစ်တယ်ဖိုးဘယ်လိုဖြစ်တယ်ဆိုတာဒီလိုဟာမဟောနိုင်ဘူးလို့ဆိုလို့မဟောနိုင်တဲ့အတွက်ကြောင့်ပြိစိခါဘုရားတရားနာပြီးတရားတို့တရားမြတ်ရတယ်ဆိုတော့ပုဂ္ဂိုလ်တူမှဖြစ် ကိုယ်ပိုင်ညာနဲ့သိပြီးတော့ဒါလင်းတရားတို့တရားမြတ်ရကြတာပိဿကဘုရားတရားကိုမသိနိုင်ဘူးတဲ့ဟောနိုင်စွမ်းရှိတဲ့အခုလို့သူသိတဲ့လမ်းကြောင်းအတိုင်းဒီကြံတဲ့ပုံကိုယ်တွေလိုက်ပြီးတော့လိုက်နာကျင့်သုံးဖို့ဒီလိုဟာမျိုးဖြစ်အောင်မဟောနိုင်ဘူးတဲ့ပိဿကဘုရားလည်းတစ်ဆင့်နိုင်တဲ့ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ကြတော့ဟောနိုင်ပြီးတော့ပိဿကဘုရားဘာလို့မဟောနိုင်နှုံးဆိုတော့ ရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့ကသူဟာမဟုတ်ဘူးလေဘုရားဟာဟောတာလေဟိုကဒီလိုတဆင့်တင်ထားတာရှိမှမရှိတာဟောအဲ့ဒါကြောင့်မလို့မတူဘူးရှင်သာရိပုတ္တရာတို့ဟောသမျှတရားသည်ဘုရားတရားသာဖြစ်တယ်သူကိုယ်ပိုင်တရားမဟုတ်ဘူးဘိသကဗုဒ္ဓကကိုယ်ပိုင်တရားဖြစ်တယ်အဲ့ဒါကြောင့်မလို့ပိစိကဗုဒ္ဓံကိုအာအိမ်မက်နဲ့တူတယ်လို့သူသိတဲ့တရားဟာဒီလိုပြောတာပေါ့နော် သို့သော်အဲ့ဒီလူပြောတာကြီးကဟိုဘာကိုဆိုလိုတာတော့ဆို သူရထားတဲ့မက်ဖို့ကြီးညွန်းတဲ့အတိတ်ပဲမျိုးပဲဒီတမန်တရားမဟောတာကိုပြောတာမဟုတ်ဘူးနော်တမန်နဲ့ပြည့်ရအောင်တရားကုသိုလ်ကောင်းမှုလုံးဝမယ်ဆိုတော့ဒီလောက်ကတော့သူတို့လည်းသိပြောနိုင်တာပေါ့ဒီလိုအခြေခံတရားတွေတော့ဟောနိုင်တယ်ပေါ့ခုနလိုမက်ဖို့နိဗ္ဗာန်ကိုရသွားသည့်ထိအောင်စိုက်ထိသွားအောင်ခြင်းစဉ်တစ်ခု ဟောမပြနိုင်ဘူးတဲ့သူကတော့သိတယ်သူသွားတဲ့လမ်းတော့သူသိတယ်ပေါ့မှန်ပါဗျာသို့တော့အဲ့ဒါကိုသူများကိုရှင်းမပြတတ်ဘူးသာအခုကလူတွေလည်းတချို့လည်းပဲသူပိစိကဘုရားလောင်းမဟုတ်ပိစိကဘုရားမဟုတ်ပေမဲ့လို့ငါမပြောတတ်ဘူးတော့ငါတော့သိတော့သိတယ်ဒီလိုလူလည်းရှိသေးတာဟုတ်လေမှန်ပါဗျာပြောမပြတတ်ဘူးတဲ့ဒီလိုရှိတယ်အဲ့တော့ပြောပြတယ်ဆိုတာလေလွယ်တော့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော် အေးပိစိကဗုဒ္ဓကိုပိုင်ညာနဲ့အတိအတိပတိကူလာကိုပိုင်ညာနေနဲ့တရားတို့တရားမြတ်ရသွားတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေပိစိကဗုဒ္ဓလို့ခေါ်တယ်